အားလုံးပဲမင်္ဂလာပါတဲလေးတို့ရေဒီဗီဒီယိုတွေ့ပြီဆိုတာနဲ့တခါရဲ share သွားပြီเนาะဒီဗီဒီယိုတက်လာပြီဆိုတာနဲ့တခါရဲ share သွားပြီတဲလေးတို့တိုင်းစရာရှိတယ်เนาะအဲ့တော့မီချိုဆိုတဲ့ကောင်မတွေ့အောင်လို့ဒီဗီဒီယို share ပေးသွားတဲလေးတို့အတွက်ကိုမခါထီထိုးပေးနေတဲ့ကိစ္စကိုဝေဖန်ထားတယ်เนาะတဲလေးတို့မခါအဲ့ဗီဒီယိုအခုဖွင့်ပြမယ်တေချာလေးနားထောင်เนาะပါ share ထားတဲ့သူကအလွန်ဆုံး1000ပဲရှိအောင်2000ပဲရှိအောင်3000ပဲရှိအောင်ဆိုပြီးတော့သူကနန်းနဲ့တေချာကတ်ပြရတဲ့ online creator ရှိဆိုတော့ သူတို့ပြောတဲ့အကြောင်းအရာသည်မှားပါတယ်မှားတယ်ဆိုတော့လိန်နေပေါ့နော်လိန်ကြီးတစ်မျိုးပေါ့သိရမလားဆိုတော့လိန်ကြီးတစ်မျိုးနဲ့လူတွေကိုသူတို့ရဲ့ဗီဒီယိုတွေ like ရအောင် reaction ရအောင်နောက်ပိုင်းမှာသူတို့လည်းဒီ online ဘက် online creator အဲဘက်ကိုလှမ်းလာတဲ့ပုံစံမျိုးဖြစ်မှာလေသူတို့အမေရိကန်မှာလည်းစိုင်ရှိရဆိုတော့ charge ဝိုင်းနဲ့ရှိရှိမှာပေါ့နော်ဒါပေမဲ့ကျွန်တော်ပြောချင်တာမခဟုတ်ကြီးမိချိုဆိုတဲ့ကောင်မငါနဲ့ကိုပြောမယ်တေချာနားထောင်နော် ငါတို့တဆွေလုံးတစ်မျိုးလုံးကအမေရိကန်မှာပညာတတ်တွေကြီးပဲเนาะငါဖိုးဆိုရင်ဆရာဝန်ကြီးငါဖွားဆိုရင်တူနာပြုဆရာမကြီးပြီးတော့ငါအသက်ဆနှစ်နဲ့ကလေးရခုနှစ်တန်းအမေရိကန်မှာပညာသင်လာတာအခုငါကျောင်းပြီးတဲ့အထိပဲနင့်ထက်အစာပေါင်းများစွာပညာတတ်တယ်เนาะနင့်ဟိုတောင်မှပြန်ပြီးတော့ပညာသင်ပေးလိုက်လို့ရသေးတယ်ရှင်းလား အဲ့တော့နင်းပါဇက်ကလူဓုလို့ပြောအောင်နင်းကနင်းရဲ့ချွေးနှဲစာနဲ့နင်းမြမပြည့်ကပြည်သူလူဓုကိုဘလောက်ဖိုးနင်းလှူဒန်းပြီးသွားပြီလဲပြီးတော့အများကောင်းကျိုးရောနင်းဘလောက်လှုပ်ပေးပြီးသွားပြီလဲငါလောက်မှမြမပြည့်ကပြည်သူလူဓုပေါ်မှာတန်ဖိုးထားပြီးတော့မချစ်နိုင်ရင်နင်းငါ့ကိုလာမဟောင်နဲ့ငါနာမည်ကိုမှတ်ထားခါဦးတထောင်ကြက်တန်ထမဲဆိုင်ဖွင့်ထားတဲ့ခါဦး now နင်းပါဇက်ကနင်းငါနာမည်ကိုထည့်မသုံးနဲ့ အရှင်းလားကိုထုံးခင်ရှင်ရောဘာပြောချင်နေလဲမိချိုရဆိုတဲ့ရှိုင်းဝနမင်းယောက်ျားလားမိန်းမလားတော့မသိဘူးငါယောက်ျားဆစ်ဆစ်ဆိုတော့ယောက်ျားစကားပဲပြောမယ်နော်ငါတို့ချွေးနေစားနဲ့ငါတို့ထီထိုးပြီးနေတာကိုပေါ့ရင်ပြည်သူလူထုကိုလူမယ်ဆိုတော့မင်းကဘာဖြစ်လို့လူလိန်ဆိုပြီးဆွဆွဲပြီးပြောဆိုတာလဲဟမ်မင်းတို့တခုပြောပြမယ် အမေရိကမှာနေတဲ့အမေရိကန်ထီဆူကြီးကို2ဒေါ်လာတောင်4ဒေါ်လာရောင်းနေတဲ့အကောင့်လေးကိုမင်းအရင်သွားပြီးလူလိန်ပြောပြီးတော့မှငါတို့စီကိုလာခဲ့ရှင်းတယ်နော်ငါကငါရုပ်ကိုတရားကြည့်တာငါနာမည်ထွန်းခင်လို့ခေါ်ရတယ်ငါနေတဲ့အမေရိကဒဒိုင်လုံးရောမြန်မာပြည်မှာရှိတဲ့သူတွေရောနော်သူတို့စီကတကြက်တပြားငါလိန်လေဘူးတယ်ဆိုရင်မင်းခေါ်လာခဲ့လိုက် ငါမင်းတို့ရှေ့မှာငါဒူးထောက်ပေးလိုက်မယ်။ဒါမှမဟုတ်တခုရှိတယ်။မင်းခေါ်လာမပြနိုင်ဘူးဆိုရင်တော့ငါနဲ့မတွေ့အောင်ရှောင်။ငါနဲ့လည်းမတွေ့စေနဲ့။ဟုတ်ပြီနော်။မင်းတို့ကွာဒီနေရာကပဲစကားတခုပြောလိုက်မယ်။အခုမိဘပြည်သူအားလုံးရှေ့မှာငါဒီအသက်ဒီရွယ်ထိမြည်သူတူတူတယောက်ရဲ့တဒေါ်လာတစ်ချက်တစ်ပြောင်းမှာ ငါလိန်လည်းမစားတော့ခဲ့ဘူးငါတည်တဲ့အထိလည်းအဲ့လိုအလုံမျိုးလုံမှာပေါ့အဲ့ဒါငါရဲ့ဂတိသစ္စာစကားပဲဟုတ်ပြီနော်ငါရုပ်ကိုတေချာကြည့်တာငါနာမည်ထွန်းခင်လို့ခေါ်တယ်မင်းတို့ကြိုက်တာနဲ့လာရှင်းမင်းကြိုက်တာနဲ့ကြိုက်တဲ့ပုံစံနဲ့ကြိုက်တဲ့နေရာမှာငါနဲ့လာရှင်းလို့ရတယ်ငါမင်းတို့ဒီလောက်ပဲပြောမယ်